ဒီအမေရိကန်ပြည်တွင်းစစ်ထဲမှာပဲသမရလင်ကွန်းကိုတိုက်ခိုက်တဲ့လူကအများကြီးသမရလင်ကွန်းကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာဒီစစ်သောစုဆောင်တဲ့ကိစ္စတွေပေါ့နောက်တကဒီတောင်ပိုင်းကတပုံနေနဲ့ compatriot ပေါ့အဲ့တောင်ပိုင်းပြည်နယ်တွေဖြစ်နေတဲ့စစ်ပွဲမှာအဲ့တောင်ပိုင်းကတပုံနေနဲ့စစ်ဆက်ဆွေးနွေးတာတွေမလုပ်တာတဲ့အတွက်တွေကောအထူးသဖြင့် democrat တွေอ่ะအဲ့လိုဖြစ်တဲ့ညာက तू ကရွေးကောက်ပွဲမှာ तू နိုင်မှာမဟုတ်ဘူးပေါ့နော် ပြောကြတယ်ဘိုင်းပြီးတော့သူ့ကိုပြန်လိုက်ရွေးကောက်တော့မှမဟုတ်ဘူးရွေးကောက်ပွဲကလည်းအဲ့စစ်ပွဲမှာပဲလောက်ပြီလောက်တဲ့ခါကျသူ့ဘုသူသိတယ် तू လောက်တဲ့အားတွေဝိုင်းဝန်းဝေးပါနေကြတာရှိတော့ तू ကရွေးကောက်ပွဲမှာ तू အနိုင်ရကြင်မှာရတော့မှာဒါပေမဲ့ तू စိတ်ပူတာက तू တမရပြန်မဖြစ်မအောင် तू စိတ်ပူတာမဟုတ်ဘူးထပ်ပြီးတော့ရွေးကောက်တင်မြောက်ချင်းခံရတဲ့တမရကဒီစစ်ပွဲကိုနိုင်အောင်မတိုက်နိုင်ခဲ့ရင်ဒီအမေရိကန်ပြည်တော်စုကြီးပြိုကွဲသွားမှာကို तू ကဆိုရင် ။ तू တမရထမဖြစ်မအောင် तू စိုးရိမ်တော့မဟုတ်ဘူး။ဘဒူပဲတမရဖြစ်ဖြစ်ဒီအမေရိကန်ပြည်တော်စုကြီးမပြိုကွဲအောင်ထိမ့်သိမ့်နိုင်တဲ့တမရဖြစ်စေချင်။ဒါမဲ့ तू တမရကပြုတ်သွားလို့ထပ်ဖြစ်လာတမရဘလို့တမရဖြစ်လာမလဲဆိုတော့အမေရိကန်ပြည်တော်စုကြီးကိုကဲတင်နိုင်တဲ့တမရဖြစ်ကောဖြစ်ပါမလားဆိုတော့ तू စိုးရိမ်သူတမရပြုတ်မအောင်သူစွရင်တော့မဟုတ်ဘူးအများကြီးဝေဖန်မှုအောင်မှာသူကတမရထမဖြစ်နိုင်တော့ဘူးလို့ အများအထင်လို့သူ့ကိုယ်သူလက်ထက်ရွေးကောက်ပွဲကိုစစ်ဖြစ်နေတဲ့ရန်သူတွေကဒီတပုံတွေကရွေးကောက်ပွဲကိုမလိုလားဘူးဖြက်စီးကြဖြက်စီးခြင်းကြောင့်သူကပြောတယ်ရွေးကောက်ပွဲမရှိရင်နဲ့လွတ်လပ်တဲ့အစိုးရဆိုတာဖြစ်မလာနိုင်တော့ဘူးတဲ့ပြည်သူလူထုစံနာနဲ့ရွေးချယ်တင်မြှောက်ထားတဲ့လွတ်လပ်တဲ့အစိုးရဆိုတာရွေးကောက်ပွဲရှိမှဖြစ်မယ်တဲ့အဲ့တော့ရွေးကောက်ပွဲကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်တဲ့တပုံတွေရဲ့အကြိုက်ဖြစ်သွားမှာတဲ့အဲ့တော့ဒီရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ရမယ်တဲ့ကံကောင်းထောက်မှသာပဲမမျော်လင့်မနဲ့သူ့ကိုထောက်ခံလဲလူများပြီးတော့သူဟာထပ်ပြီးတော့အမေရိကန်သမရထပ်ဖြစ်လာခဲ့သူသမရဖြစ်ချင်လာကသူ့ကိုကြိုးတော့မဟုတ်ဘူးသမရလင်ကောင်ဟာတော်သားလေးကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်တောင်ရခုတ်တဲ့မျိုးနွယ်ပေါ့ဗျာတောင်ရခုတ်တဲ့စိုက်ပျိုးရေးသမားသူတို့ဘိုးစင်ပေါင်ဆက်တက်တော်တွေခုတ်ပြီးတော့စိုက်ပျိုးလှုပ်ဆောင်နေတဲ့တော်သားလေးတော်သားလေးရတယ် ဖြစ်လာတဲ့မုံမြတ်တဲ့တမရကြီးသူကဒီတမရအဖြစ်မှာစိန်ခံရစ်မှုနေတာမဟုတ်ဘူးသူ့နိုင်ငံကိုသူကယ်တင်ခြင်းနဲ့ဆန္ဒအဲ့ဒါပဲရှိတာကဲကျွန်တော်နိုင်ငံမှာအခုရွေးချယ်တင်မြှောက်ခံခြင်းနဲ့ပုံကိုကျွန်တော်နိုင်ငံရဲ့အာဏာကိုယူခြင်းနဲ့ပုံကိုတွေကရောကိုမိသားစုကိုဂျိုးစီးပွားအတွက်ရွေးချယ်ခံပြီးတော့တမရတွေအစိုးရအရာရှိတွေဖြစ်ချင်လာလား အမေရိကန်သမ္မတကြီးလင်ကွန်းလိုမျိုးကိုယ်နိုင်ငံကိုကောင်းစားဖို့အတွက်ကိုယ်ပြည်တော်စုမပြိုကွဲဖို့အတွက်စ조사ကျင်တဲ့စံနာနဲ့ရွေးချယ်ဘွဲကိုဝင်ကျင်ရလားလားရွေချက်မှန်ဖို့လို့အဲ့တော့ကိုယ်ကိုယ်ကျော်စီပါကိုယ်မိသားစုကောင်းစားရေးအတွက်ရွေးချယ်တင်မြှောက်ခံလို့ဖြစ်စေရွေးချယ်တင်မြှောက်ခြင်းမခံရဘဲနဲ့ဖြစ်စေကျွန်တော်တို့မြန်မာနိုင်ငံရဲ့အာဏာပိုင်ဖြစ်ခြင်းနဲ့ဆိုရင်တော့ ကျွန်တော်တို့မြန်မာတွေအားလုံးကကန့်ဆိုးတာပဲအဲ့တော့သမ္မတဂျီလင်ကွန်းလို့ပုံကမျိုးကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးအတွက်ကျွန်တော်တို့မြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့135မျိုးသောပြည်သူလူထုအားလုံးကျွန်အဖြစ်မှလွတ်မြောက်ရေးအတွက်လှောက်ဆောင်ပေးခြင်းနဲ့နိုင်ငံခေါင်းဆောင်မျိုးကျွန်တော်တို့ရေကောက်ပွဲတွေမှာပေါ်ထွက်လာဖို့လုပ်တယ်အဲ့တော့ကျွန်တော်တို့ကဘလို့နီးနေပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာရေကောက်ပွဲစနစ်နဲ့တော့သွားကိုသွားရင် ရွေးကောက်ပွဲစနစ်နဲ့သွားမယ်ကျွန်တော်ဆိုလိုတာဒီမိုကရေစီဘာကရေစီညာကရေစီမလို့ချင်းဘူးလို့အဲ့ဒီရွေးကောက်ပွဲစနစ်ကိုပဲသူတို့လိုချင်သလိုဆွဲပြီးဒီမိုကရေစီရဲ့ဘာစနစ်ရဲ့ညာစနစ်ရဲ့ရှောက်ပြောနေတာအမှန်တကယ်ရွေးကောက်ပွဲရရွေးကောက်ပွဲပဲရွေးကောက်ပွဲနဲ့ဖြစ်လာတဲ့ခေါင်းဆောင်ကတရားမျှတာသူကမရွေးချက်ခင်ကတမျိုးဖြစ်ပြီးတော့ရွေးကောက်ခံပြီးတော့မှတမျိုးဖြစ်လာရင်လေနောက်တစ်ချိန်ကျရင် तू ပြုတ်မယ် तू ဆက်ပြီးတော့ နေလို့မရဘူးအေးရွေးကောက်ခွဲမှမရှိဘူးဆိုရင်ဘလောက်ခွဲစိုးသွားတဲ့လူဖြစ်ဖြစ်ဘလိုပဲရုပ်မာတဲ့လူဖြစ်ဖြစ်ဗျာသခိုးဂလိခြေပောက်ပန်းစားကောင်မရိန်ကောင်ဓမြကောင်အဲ့လိုကောင်တွေကအတင်းအာရမနိုင်ငံကောင်းဆောင်နေရာကိုယူလို့ဖြစ်စေဟုတ်လားရွေးကောက်ခွဲကမှားယွင်ပြီးတော့ရွေးကောက်လိုက်လို့ဖြစ်လာတဲ့ခေါင်းဆောင်ဖြစ်စေကျွန်တော်တို့ကနောက်ထပ်ရွေးကောက်ခွဲမရှိလို့ကျွန်တော်တို့ဖြောက်ချခွဲမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ပြည်သူလူထုကသိပြီအဲ့ကြောင့် ရွေးကောက်ပွဲကပုံမှန်ကိုရှိရမယ်ပုံမှန်ကိုရှိရမယ်ကျွန်တော်တို့နိုင်ငံကြီးအတွက်ရှင်နေသေးရွေးကောက်ပွဲနဲ့ပုံမှန်ပြီးတော့ပုံမှန်ပြုတ်လို့ပြီးကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကိုရွေးချယ်အဲ့ဒီမှာရွေးကောက်ပွဲမှာအားနဲ့ချက်ဆိုတာတော့ရှိတာပေါ့ဗျာရွေးချယ်တင်မြှောက်တဲ့ပြည်သူလူထုရဲ့အရေးချင်းအဲ့ဒီပြည်သူလူထုကအရေးချင်းဖြစ်ရင်ကျွန်တော်တို့ခေါင်းဆောင်တွေရွေးချယ်တင်ပြောက်တဲ့အချိန်မှာအပြောကောင်းအဆိုကောင်းအလိန်ကောင်းတဲ့ကောင်တွေအလိန်ညာတွေကိုပြည်သူလူထုကမိမိပြီးရွေးချယ်တင်ပြောက်ခြင်းမခံတိုက်တဲ့လူတွေကိုကျွန်တော်တို့ကရွေးချယ်တင်ပြောက် မိမယ်ခေါင်းဆောင်မဖြစ်ထိုက်တဲ့လူတွေကိုကျွန်တော်ကရွေးချယ်ပြီးတော့ခေါင်းဆောင်အဖြစ်နဲ့တက်မြောက်မိမယ်ဆိုရင်ကျွန်တော်မှားမယ်မှားပြင်မယ်လေရွေးကောက်ခွဲစနစ်အရာမှားသွားပြီဆိုနောက်တစ်ချိန်မှာပြန်ဖြုတ်ချလို့ရတယ်ဖြုတ်ချလို့ရတဲ့အတွက်ရွေးကောက်ပွဲအတိုင်းကိုကျွန်တော်တို့ကအစိုးရအရာရှိတွေကျွန်တော်တို့အုပ်ချုပ်တဲ့လူတွေကျွန်တော်တို့ကရွေးချယ်အဲ့တော့ကျွန်တော်တို့အုပ်ချုပ်တဲ့လူတွေကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ပါကဘဝတူရရှိဖို့လိုတယ် ပညာလည်းရှိဖို့လိုတယ်ပညာဆိုတာအကြောင်းအသင်ပေးတဲ့ဆရာမသင်ပေးတဲ့ဟာလောက်ကိုကျွန်တော်တို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်နှိုက်နှိုက်ချွတ်ချွတ်သိကျင်တဲ့စိတ်တက်ကျင်တဲ့စိတ်တွေရှိရမယ်ကျွန်တော်တို့ကသိကျင်တဲ့စိတ်တက်ကျင်တဲ့စိတ်တွေရှိရင်ကျွန်တော်တို့ကဆရာကြီးရှိတယ်ဘာမှဆိုသင်လို့ရတဲ့ဆရာကြီးရှိတယ်ဘာမှဆိုသင်ပေးတဲ့ဆရာကြီးရှိတယ်မကောင်းတာရောကောင်းတာအကုန်သင်ယူလို့ရတာကလေထဲမှာရှိနေတဲ့အင်တာနက်ဒီအင်တာနက်ထဲမှာကျွန်တော်တို့ရှာကြတာရှာလို့ရအခုခေတ်မှာဆရာမလို့ဘူးဟိုးရှိခဲ့တော့လို့ သုံးနှစ်သုံးမျိုးကြုံခံပြီးတော့မှပညာသင်ရမယ်အခြေအနေမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဖုန်းကိုဖြစ်စေကွန်ပျူတာကိုဖြစ်စေအင်တာနက်ချိန်ပြီးတာနဲ့ကျွန်တော်တို့သိကျင်တာရိုက်ထိုင်တာနဲ့ကျွန်တော်တို့ပင်နိုင်တဲ့အဆင့်ဖြစ်နေပြီကျွန်တော်တို့အရင်ကဓာတ်ပေါက်ချက်ချက်ထားအေးကလိုင်းမှာကြုံခံပြီးတော့မှသူသင်ပေးတော့မှရမယ်သုံးနှစ်လားသူခိုင်းနေတယ်တော့ခိုင်းပြီးတော့မှသူသင်ပေးမယ်အဲ့ဒါတော့သူ့လက်ရအောင်မှီအောင်သင်ပေးမှာမဟုတ်ဘူးအခုချိန်မှာကျွန်တော်တို့ဓာတ်ပေါက်ချက်တက်ချက်လာပြော ကလားစီမှာကြုံခံရမလို့ဘူးအင်တာနက်ပေါ်မှာရိုက်ထည့်လိုက်ဓာတ်ပေါက်ကလို့ချက်ရမယ်ပြောလိုက်မယ်အဲ့မှာဆရာတွေအများကြီးပြောတဲ့ဟာတွေဆရာတွေပေါင်းလိုက်အဲ့မှာဆရာတွေဆရာလောက်တင်လာတာပေါင်းလိုက်အကောင်းဆုံးဓာတ်ပေါက်ဖြစ်လာတယ်ဘယ်ဆရာမှပညာရှိုးထားအောင်တော့ဆရာတယောက်စီကပညာတစ်ခုစီရှိုးထားအောင်တော့ဆယ်ယောက်ပေါင်းလိုက်ရင်ကျွန်တော်တို့ပညာပြည့်သွားမယ်ဆိုတော့ဒီလိုသင်ယူခွင့်ရှိတယ်ဒီလိုသင်ယူခွင့်ရှိပါလျက်နဲ့ကျွန်တော်တို့ကမသင်ယူဘဲငတုံးငပြင်းဖြစ်နေမယ် ကျွန်တော်တို့ရွေးချယ်တင်မြောက်လိုက်တဲ့កောင်တွေကပေါက်လို့ပဲစားកောင်တွေသူ့ကိုဂျိုးပဲရှာတဲ့កောင်တွေကလိန်ကကြစ်កောင်မာကလိန်ကကြစ်កောင်တွေကလိန်ကကြစ်កောင်မာတွေဖြစ်နေမဲ့ဆိုရင်အဲ့ဒီကကျွန်တော်တို့ပြည့်ဥပမာဗျာကလိန်ကကြစ်ဆိုတာကျွန်တော်ပြောမယ်ကလိန်ကကြစ်ဆိုတာသူများစီကနေပြီးတော့ပတ်စံချီးရဲ့ချီပြီးစီဝိုင်းလုပ်တယ်ဟုတ်ပြီစီဝိုင်းလုပ်ပတ်စံချီပြီးစီဝိုင်းလုပ်တာလက်ခံတယ်သူများကိုပြန်ပေးရမယ်အချင်း ြန်ပေးရမယ်။ကဲအတိုးသူစီကယူထားတယ်။အတိုးပြန်သွင်းရအချိန်ဦးပြန်သွင်းရမယ်။ဟဲ့အဲ့တော့မှပြန်မသွင်းဘူး။ပြန်မသွင်းနိုင်ပါဘူးဆိုရင်စီးဝိုင်းလောက်တယ်သူများပတ်စံနဲ့ယူလောက်တယ်။အတိုးနဲ့ယူပြီးလောက်တယ်။သူများပတ်စံရဲ့ပြန်ပေးရမယ်အတိုးကိုပုံမှန်ပြန်မပေးနိုင်ဘူး။ဒါမှမဟုတ်ပြန်ဆက်မယ်ပတ်စံကိုပြန်မဆက်နိုင်ရင်အဲ့လူကပါလေရိုးသားတဲ့ထားလူကောင်းမထားအဲ့လူကငါတို့ကိုစီဝါရေးလုပ်ငန်းကိုအောင်မြင်အောင် မလုံနိုင်တဲ့ blue အဲ့လိုကငတုံးအဲ့လိုငတုံးမျိုးကကျွန်တော်တို့ခေါင်းဆောင်ဖြစ်တဲ့လားဟေးဟုတ်ပြီအဲ့လိုကငတုံးမဟုတ်လူတော်ဘွဲရရတဲ့ဒေါက်တာဘွဲရရတဲ့ဘာဘွဲရရတဲ့ညာဘွဲရရတဲ့ဗျာအကုန်ပေါက်ကြရဘွဲအကုန်ရတယ်နိုင်ငံပေါင်းဆောင်ကအကုန်ရတယ်ဟေးဟုတ်ပြီသူများပတ်စံကိုချီးတယ်ဘန်ကချီးတယ်ဟာအဲ့ဒီလိုမှအချိန်ဝါရှိတယ်ဥပမာသူဟာအစိုးရရာထူးမှဖြစ်ဖြစ်သူယူဘူးတယ်ဗျာယူလိုက်တယ် ဲ့ဒီအချိန်နဲ့သူများစီရပတ်စံချိတယ်ဘန်ကပတ်စံချိတယ်အဲ့ဒီအချိန်ဟွာနဲ့သူကစီဝါရောလည်းအောင်မြောင်လို့နိုင်တယ်နော်သူ့မှာလည်းပတ်စံချိတယ်ပြန်ဆတ်နိုင်တယ်အဲ့ဒီပတ်စံချိထားတဲ့ပတ်စံပြန်ဆတ်နိုင်တယ်အတိုးပေးနိုင်တဲ့အဆင့်ရှိတယ်အဲ့ဒီဘန်ကိုပြန်သွင်းနိုင်တဲ့အဆင့်ရှိတယ်အတိုးဒါပေမဲ့မပေးဘူးကွာဘာလို့မလဲဆိုပြီးတော့ तू ကဒီအစိုးရအာဏာကိုတုံးပြီး तू အချိန်ဝါကိုတုံးပြီးတော့အဲ့ဒီဘန်ကိုအတိုးတော့မသွင်းမထားမယ်ကဲအဲ့ဒီဘန်ရဲ့ချင်းဝယ်ကိုပြန်မပေးရဲထားမယ် ကဲသူကပေးစရာမရှိတော့မဟုတ်တော့ရှိတယ်လုံငန်းမအောင်မြောင်လုပ်နိုင်တာမဟုတ်တော့အောင်မြောင်လုပ်နိုင်တယ်လူတော်ကဲလူတော်အဲ့လူတော်တယောက်ကသူ့မှာတော်ပါနှစ်ရက်နဲ့ပတ်စံနေလဲရှိပါနှစ်ရက်နဲ့သူပေးရမယ့်ပတ်စံကိုသူပြမပေးဘူးဘန်းကိုသွင်းရမယ့်အတိုးပြမသွင်းဘူးသွင်းသူကပါတယ်လူတော်တော့မှန်တယ်လူကောင်းမဟုတ်ဘူးလူရုပ်မှာသူတပောက်အနိုင်ကျင့်တဲ့လူသူ့ရဲ့အရှိန်ကဩဇာအာဏာကိုသုံးပြီးတော့ သူတပားပတ်စံကိုချီပြီးပြမပေးတဲ့လူအဲ့ဒီလူကလူကောင်းလားကဲအဲ့ဒီလူကိုကျွန်တော်ကမသိလို့အစိုးရအရာရှိအဖြစ်တင်မြှောက်လိုက်ပါကြီးတဲ့ပထမအချက်အဲ့လိုအစိုးရအရာရှိအချိန်ဝါနဲ့ဒီဘန်ပတ်စံချီရဲ့ဘန်ပတ်စံကိုပြမပေးဘူးဘန်တို့ပေးစရာရှိတော့မပေးဘူးမပေးနိုင်တယ်လို့မဟုတ်ပေးနိုင်တယ်ပေးနိုင်ပါရဲ့နဲ့မပေးဘူးဆိုရင်အဲ့ဒီလူကလူရောက်မှာဟုတ်ပြီနော်လူရောက်မှာကျွန်တော်ထပ်ပြီးနောက်တစ်ချိန်ရွေးချယ်တင်မြှောက် ဆရာအကြောင်းဖြစ်ဘူးတကယ်လို့သူများပတ်စံချီးတယ်ကဲစီဝိုင်းလုံးတယ်စီဝိုင်းကိုအောင်မြင်အောင်မလုပ်နိုင်ဘူးဆိုရင်ရောအဲ့လူကငတုံးအဲ့ငတုံးကိုကျွန်တော်တို့ကကျွန်တော်နိုင်ငံကိုအုပ်ချုပ်ဖို့ရွေးချယ်အတင်ရောက်တယ်ဘူးကြောက်ရရသောပေါက်တယ်နော်လုပ်ငန်းတွေကိုအောင်မြင်အောင်မလုပ်နိုင်ရင်ငတုံးအေးလုပ်ငန်းတွေအောင်မြင်အောင်လုပ်နိုင်တယ်လူတော်ဟုတ်ပြီဒါပေမဲ့လေသူတစ်ပါးကိုကိုယ့်ရဲ့အင်အားအချိန်ပေါင်ရတဲ့အနိုင်ကျင့်မယ် ပေးရရှိတာမပေးဘူးသူတပားဟာဟာအလကားလို့ယူထားတယ်ဆိုရင်အဲ့ဒီလူကလူရောက်မှာအဲ့တော့နိုင်ငံကောင်းဆောင်ကျွန်တော်တို့အုပ်ချုပ်တဲ့သူမဖြစ်ထိုင်ဘူးအဲ့တော့ငတော်နေလူရောက်มาတွေကကျွန်တော်တို့ခေါင်းဆောင်နေကျွန်တော်တို့နိုင်ငံအုပ်ချုပ်တဲ့သူတွေမဖြစ်ထိုင်ဘူးအဲ့တော့ကြောင်းအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကမဲမပေးမိစေနဲ့အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကသိရမယ်အဲ့လိုလူမျိုးတွေခေါင်းဆောင်ဖြစ်လာတာကိုကျွန်တော်တို့မလိုလားဘူးနောက်တစ်ခုအရေးကြီးတာရှိနေတယ် ျွန်တော်တိုင်းသား135မျိုးမဟုတ်တဲ့တခြားနိုင်ငံကဝင်လာတဲ့လူတွေကျွန်တော်တို့သူ့ကိုကျွန်တော်တို့ညီကိုတွေလိုပဲမောင်နှမတွေလိုပဲနေခွင့်ပေးထားမယ်သူတို့ကိုကျွန်တော်တို့ဘာမှနှိမ်စရာဖိစရာအကြောင်းမရှိဘူးဒါပေမဲ့ကျွန်တော်နိုင်ငံကိုအုပ်ချုပ်တဲ့နေရာမှာတော့သူတို့ဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်ကျွန်တော်ပေးနိုင်တယ်အဲ့ဒါကြောင့်အဲ့ပြင်ပဝင်လာတဲ့ကျွန်တော်တို့135မျိုးသောတိုင်းရင်းသားမဟုတ်တဲ့လူတွေကိုရွေးချယ်တင်မြှောက်ခံခွင့် မဲပေးပိုင်ခွင့်ကျွန်တော်တို့ပြုဖို့မလိုဘူးဟုတ်ပြီလားအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲကိုပုံမှန်ကျွန်တော်တို့လုပ်သွားကျွန်တော်တို့မှားရင်ရွေးကောက်ပြီးတဲ့ငတုံးကြီးလူရုပ်မာကြီးကကျွန်တော်တို့အုပ်ချုပ်သူဖြစ်လာရင်ကျွန်တော်တို့ကနောက်လာမဲ့တစ်ချိန်ရွေးကောက်ပွဲမှာသူတို့ကိုဖြောက်ချဖြစ်နိုင်တယ်အဲ့လိုဖြောက်ချဖို့တဲ့ရွေးကောက်ပွဲရှိရကျွန်တော်တို့ရွေးကောက်ပွဲမှာမဲပေးရအောင်